ဓလုံးဆောင်လူသူများအတွက်ဓလုံးအသက်သွင်းနည်းကိုတင်ပြပါမယ်။ရှီလောကီပညာရှင်တို့ရဲ့နည်းဖြစ်ပါတယ်။မကြာခဏမိမိဓလုံးကိုမျက်မျက်နိုးနိုးယူယူရလက်ချောင်းတွေနဲ့ပုတ်သက်ရင်ဘဝတန်တရားမှကျွန်ုပ်နဲ့အထုံးဆက်ပါတော့ဒေဝေတာလောကသားတဦးဦးသည်ဤဓလုံးထဲတွင် ဝင်ရောက်ကိန်းခိုနိုင်ပါစေတည်း။ကျွန်ုပ်၏အကျိုးကိုတည်ပိုးဆောင်ရွက်နေသည်။မြတ်ကာလပတ်လုံးဤတက်လုံးသည်ထိုပုဂ္ဂိုလ်အတွက် တာယာပြုံမှုပွဲကောင်းသောဘုံပိမှန်ကြီးဖြစ်ပါစေတည်းထိုပုဂ္ဂိုလ်သည်ဤဘုံပိမှန်ကြီးတဲ့တွင်ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ပြီးလျှင်ကျွန်ုပ်၏အကျိုးကို ကောင်းစွာတည်ဖို့ဆောင်ရွက်နိုင်ပါစေတည်းကျွန်ုပ်ကတလုံးကို လက်ချောင်းဖြင့်ပုတ်သက်သည်ရှိသောဘုံပိမှန်တကားပွင့်၍ထိုပုဂ္ဂိုလ်သည်ကျွန်ုပ်နှင့်ဆက်သွယ်နိုင်ပါစေတည်းဤသို့အထက်ထက်ရုပ်ပါကအကြမြင်ဖြစ်ဖြစ်စေ အိမ်မက်ဖြစ်ဖြစ်စေဆက်တွေဒါပါလိမ့်မယ်ထို့သောအဆက်တွေရရင်စောင်းလျှောက်သူအမိမေးပြီးမိမိအလို့ရှိရာကို အကူအညီတောင်းနိုင်ပါတယ်တလုံးကို လက်စွပ်လုပ်ပြီးစောင်းသူများအနေနဲ့တတိထားလိုက်နိုင်ရမယ့်အချက်များရှိပါတယ်လက်စွပ်ကိုညာဘက်လက်မှာ ဝေးရပါမယ်ရုံညံသောအရာများနဲ့မထိတွေ့ရပါဘူးအတုပကို မကင်တွေ့ရပါဘူးအတုပအိမ်ကအစားအစာမစားရပါဘူး အတုပအိမ်သွားမယ်ဆိုရင်တလုံးလက်စုပ်ကိုမိမိအိမ်မှာချွတ်ထားခဲ့ရင်ပိုအဆင်ပြေပါလိမ့်မယ်အခက်ခဲရှိလို့အတုပကိုကင်တွေရမယ်ဆိုရင်တလုံးလက်စုပ်ကို ချွတ်ပြီးမှကင်တွေပါ မေ့လျော့ပြီးတလုံးလက်စုပ်ဝတ်လျက်အတုပကိုကင်တွေမိပါကမိမိအိမ်ပြန်ရောက်ရင်တလုံးလက်စုပ်ကို တရုတ်ကင်မွန်နဲ့စေကျော်အမွှေးနဲ့သာဖြန်းပြီးမှမိမိပြန်ပြီးဝတ်ဆင်ပါအိမ်အောင်ရှင်များအနေနဲ့လင်မယားအတုနေစဉ်တလုံးလက်စုပ်ကို ချွတ်ထားရပါတယ်။ဒီနေရာမှာတခုတင်ပြချင်တာက အခုလိုသွားလာနေထိုင်စင်ကျင်တာကဗုဒ္ဓရဲ့တရားတော်နဲ့ညှိယူဖို့အတော်ခက်ခဲပါတယ်။ညှိမိယူတဲ့ရင်ဒိဋ္ဌိအယူဖြစ်ပါတယ်။တာမန်လူတယောက်အနေနဲ့အခုလိုစင်ကျင်စရာမလိုပါဘူး။မိမိမှာလောကီဆေးများလောကီအဆောင်များရှိပါကဆေးဆောင်အဆောင်ဆောင်များမကြိုက်လို့ရှောင်ရခြင်းဖြစ်ပါတယ်။တာမန်လူတယောက် ထမိန်တဲ့အောက်ဝင်လဲဘာမှမဖြစ်ဘူးလို့ခံယူထားရင်ဘာမှမဖြစ်ပါဘူး။ ဘုံနှိမ့်နယ်လို့ထင်ရင်ဘုံနှိမ့်မယ်လို့ပမောက္ခချုပ်เสียရတော်ကြီးကဖြေချဘူးပါတယ်။လောကီစေးများအဆောင်များရှိသူထမိန်တန်းအောက်ဝင်ပါကမိမိကိုစေးဆောင်အဆောင်ဆောင်များခွာသွားခဲ့ရင် အခြားစူးကျူးများဖြစ်တတ်ပါတယ်။ပယောဂเสียများပိုတည်ထားရပါတယ်။ပယောဂเสียတွေအဆောင်ခွာသွားပါကအမောက်ပယောဂတွေကဒုက္ခပေးတတ်ပါတယ်။အချို့လောကီပညာရှင်များအဆိုအရဓလုံးကမဆောင်တက်ရင် ခိုက်တက်တယ်လို့သိရပါတယ် ဓလုံဆောင်သူများငါပတိလလုံးကိုလည်းလိုရဲလိုသိရပါတယ်လက်တွေ့ပြနိုင်ပြီးကာယတိတ်တိတကယ်ဆွမ်းတဲ့ဓလုံတလုံးဖြစ်ဖို့ဆိုရင်ငွေကြီးတော်များများကုန်ကြတယ်လို့သိရပါတယ်လက်တွေ့ပြနိုင်ရင်လည်းဝယ်သူကတော့ရှိမှသိကြပါတယ်ဒါပေမဲ့တိတ်တိပိုင်းဆိုင်ရာတွေဖြစ်လို့ငွေရှိုံနဲ့မရနိုင်ပါဘူးထိုက်တန်မရပါတယ်အကိယပညာရှင်များကလည်းထိုက်တန်တဲ့သူကိုပဲဆောင်ရွက်ပေးကြပါတယ် အကိယပညာဆိုတာခက်ခဲနဲ့နေပြီးငွေကြေးအကုန်ကြအရန်များတဲ့ပညာရဲ့ဖြစ်ပါတယ်။ဒါကြောင့်လဲဝိဇာရီထဲမှာပြရားဝိဇာက အမြင့်ဆုံးလို့ဆိုကြတာဖြစ်ပါလိမ့်မယ်။တလုံးက စွန့်ရင်စွန့်တလောက်ကောင်းကျိုးဆူကျိုးတည်တာမှာဖြစ်ပါတယ်။နောက်လဲဗဟုသုတမျိုးစုံကိုတင်ပြပေးတော့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးတော့ပါအောင်။